ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာအင်းစိန်ချင်းထောင်ထဲမှာဖန်စီထင်းထင်းခံရစေဖြစ်တဲ့ One Championship Fighter ဖို့တော်ကအွန်လိုင်းအဆန်းစီကို online ansan ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲမထုတ်ခင်မှာစအရောက်ရေးသားပြပလိုက်တယ်လို့ online ansan ကအသိပေးလာခဲ့ပါတယ်ခင်ဗျာ online ansan ဒီနေ့မှာဖို့တော်ရေးသားပြပလိုက်တဲ့စာလေးနဲ့သူတို့နှစ်ယောက်တရားသည့်အတူ ထိုင်စားခဲ့တဲ့တပ်ပုံလေးကိုအတူရှင်တွဲလွင့်တင်ပြီးတော့သူကဖို့တော်ကသူ့စီကို စာရေးသားပြီးတော့အပိစကားပြောခဲ့တဲ့အကြောင်းကို ပြည်သက်တွေစီအသိပေးလိုက်တာဖြစ်ပါရခင်ဗျဖိုးတော်ဟာ one championship ကိုအချိန်အပြင်အနေငယ်နောက်ကျပြီးမှရောက်ခဲ့တဲ့ fighter လို့ပြောလို့ရပါတယ်သူက one championship မှာ MMA ပွဲစဉ်တွေဝင်ထိုးခဲ့တယ်အဲ့အချိန်မှာသူ့အသက်က30ရှိနေပြီခင်ဗျရှေ့မှာတော့သူကမြန်မာပြည်ကလောဝေးမှာဆန်းချန်တော့အောင်မြင်ခဲ့တဲ့ fighter တစ်ယောက်ဖြစ်ခဲ့ပါတယ်ဖိုးတော်ဟာ one championship ကိုရောက်တော့သူက featherweight တန်းမှာပွဲထိုးခဲ့တာဖြစ်ပါတယ်ခင်ဗျကျိုကူရှင်ခရာတိပြိုင်ပွဲရာ10မိနစ်စုကိုရရှိထားတဲ့သူဖြစ်လို့ သူ့ကိုပြည်သက်တွေကဘူရှိတိုးလို့နာမည်ပြောင်းပေးရမှဲ့ခေါ်ခဲ့ကြတယ်။ဘိုးတော်ဟာကွင်းပြင်ပမှာဆိုရင်လည်းလူမှုပရိုက်တာလုပ်ငန်းတွေတော်တော်ဆောင်ရွက်တဲ့ဖိုင်တာလေးဖြစ်ပါတယ်ခင်ဗျ။သူတင်းပီတီဆိုပြီးတော့အဖွဲ့ဖွဲ့ထားတယ်။အဲ့ဒီအဖွဲ့ကမျိုးဆက်သစ်လူငယ်တွေကို MMA ပညာတွေအခမဲ့လက်ကျင့်သင်ကြားပေးတယ်။ပြီးတော့မြစ်တာလူငယ်အဖွဲ့အဲ့ဒီအဖွဲ့မှာဘိုးတော်ကပူးပွဲတည်ထောင်သူဖြစ်ပါဝင်ခဲ့တယ်။အဲ့ဒီအဖွဲ့ကဆောင်ရွက်တာကတော့ဒီတွဲလူတမ်းမှုတွေအပါအဝင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုမြစ်တာလူငယ်အဖွဲ့ကဆောင်ရွက်တာတွေ့ရှိရတယ်ခင်ဗျ။ 2021ခုနှစ်မေလ9ရက်နေ့မှာတော့ပောက်ကွယ်မှုဖြစ်စဉ်တစ်ခုကြောင့်ပို့တော့တိုင်းအပြင်းဆိုင်ရရှိတယ်။အဲ့နောက်ဆေးရုံကိုရောက်သွားတယ်။ဆေးကုသမှုခံရတဲ့စဉ်ခိုက်မှာပဲဖန်စီထင်းသိမ်းခံရရတယ်ပေါ့လေ။ထုတ်ပြန်ချက်တွေထဲမှာတော့ပို့တော့ဟာလက်လုံးပုံလုံးနေတဲ့အချိန်မှာပောက်ကွယ်မှုဖြစ်ပွားပြီးတော့အခုလိုတရားရရသွားတာလို့ကြီးသားဖော်ပြတာကိုမြင်တွေ့ရတယ်။ပို့တော့ဟာပြေးပို့လိုက်တဲ့စာလေးကို online answer ကအခုလိုရေးသားပြီးတော့ post လွှင့်တင်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ပွဲမတိုင်ခင် ကျန်နေငယ်လို့မှဖူးတော်ကကျွန်တော်စီကိုအားပေးစာတစ်စောင်ရေးသားပေးပို့ခဲ့ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။မင်းကိုလည်းသတိရတယ်။တင်းနေမှာငါတို့ပြန်ဆုံပြီးတည့်ရသီးတွေအတူတူစားကြအောင်ပါပါဆိုပြီးတော့အွန်လိုင်းဆန်က post data ဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ MMA fighter ဖူးတော်အနေနဲ့အမြန်ဆုံးပြန်လည်လွတ်မြောက်လာနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။